တို့ရေကရင်ပြည်နယ်ဖမ်းမြို့လေးကိုမင်းမင်းနဲ့အတူလက်ပခီလီသွားကြမယ်နော်ဖမ်းမြို့ရဲ့ဝင်မစုဝါနဲ့ကရင်ပြည်နယ်ရဲ့အလောက်ကုန်ဆောင်ဖြစ်တဲ့စင်ပြူတော်ဝိုင်းပတ်ကျူလည်းမြင်တွေ့ရမှာဖြစ်ပါတယ်အမျိုးလေးတောင်ဝင်ပါပြီရှင်။ န်မြူလေးထဲမှာရှိတဲ့ကန္နလာညစီလေးကိုလည်းတွားရောက်လဲပဲခဲ့ပါတယ်။ဇီးလေးကခီးတော့အဲ့ရင်နဲ့အရန်ကိုစကားပြီးစားတော့မတ်တဲ့မင်းတော်တော်အကြိုက်ပေါ့ရှင်။ငင်ကဒီဇီးလေးကိုရောက်သွားတဲ့အချိန်ကနောက်ကျသွားတော့တလင်းမင်းရဲ့နေဝင်စစ်စာလေးကိုလည်းမမြင်ခဲ့ရပါဘူး။ဒီနေ့ပိုင်းလေးကစကားရဲ့တော့ချစ်တို့ကိုစောပိုင်းလေးသွားစီတင်ပါတယ်။ မင်ကဆိုင်မှာစားဖို့အချိန်ရှိရတဲ့အတွက်ပါစလီပဲဆွဲသွားခဲ့ပါတယ်။ချစ်တို့ရေစားကြပါအောင်နော်။မင်းမင်းကပိုက်ဆက်စားနဲ့စားဆွဲနေပါပြီ။ကျွန်တော်ဆော်လီထားပြီးဆိုင်မျိုးကြီးမှာရှိတဲ့အလက်ဘက်သွားစံနေရာတွေအတွက်အခုဖြစ်တဲ့တောင်ဝိုင်းစီတူလေးတွေလည်းသွားနေပါပြီနော်။ ကောင်းချီးလေးကိုရောက်ပါပြီ။မင်းတို့တောင်တက်တဲ့အချိန်က6နာရီဝန်းဝန်းကျင်လောက်မှာဆက်တက်ခဲ့ပါတယ်။လမ်းလျှောက်မှာလူနေအိမ်တွေဒီဇိုင်းတွေဘာလို့မှမရှိတဲ့အတွက်တောင်ချီကဒီဇိုင်းတွေဒီမှာရေတံဘူးကိုမုံတို့ဝင်သွားစေချင်ပါတယ်။ တက်ရတာအញ្ញမ်းမဆောက်တဲ့အတွက်မိမိတယောက်တော့ချစ်တို့မြင်တဲ့အတိုင်းအញ្ញမ်းပင်မပါရယ်ထူလာမယ်ဆိုရင်မင်းမင်းလိုမဖြစ်ရလေအောင်ဝတ်ဆပ်ဖို့ပါလိမ့်မယ်ဝတ်လာဖို့မင်းမင်းကအကြံပြုချင်ပါတယ် ောင်းကလန်ခင်းရှောင်းမှာလည်းအမောပြည်စီနိုင်နဲ့နောက်ပါတဲ့ရှုခင်းတွေကိုလည်းတွေ့မြင်နိုင်မှာပါမင်းတော့အရင်ပြန်မယ်မင်းလေးဓမ္မရရတာအရင်ကြိုက်တဲ့သူဆိုတော့အားသမီးတော့ဆက်တက်နေပါတယ် ီလိုနဲ့မိမိတို့ရဲ့တောင်တက်လန်ခင်းလေးကတောင်ပေါ်သို့ရောက်ခဲ့ပါပြီချစ်တို့ရေ မမင်ကတော့တောင်ပေါ်ဆောက်ရောက်ပြီဆိုတာနဲ့နားတော့မနားတော့ပဲဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေပါပြီ။တောင်ပေါ်ရောက်တာနဲ့တောင်ဝိုင်းတောင်ကြီးကနေပြီးတော့တောင်အုပ်ကြီးရဲ့ရှုခင်းကအရင်လှပပါပါတယ်။ တော်တော်လမ်းချောင်းမှာပင်မကလေးများနေနေကြတော့ဒီရှုပ်ကလေးတွေကြည့်ပြီးအမောပြေးခဲ့ရပါတယ်ဆုံးမချင်းရဲ့ချစ်တော်ရင်ကျေးဇူးပါ